ဒီတကောင်မှာတော့ကျမက လက်၂၀ထိတ်မှရှိတဲ့အရန်ကိုစားလို့ကောင်းတဲ့လောက်ဝီဆိုင်ဆိုတဲ့ပေါင်မုံဆိုင်လေးကိုခေါ်သွားမယ်နော်ပေါင်မုံဆိုရင်လည်းအထင်မသေးနဲ့နော်သူ့ရဲ့ပူတင်းပေါင်မုံတွေဖယုံမုံတွေပဲမုံတွေလာမုံတွေရတယ်အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်ရောက်တဲ့အခါတိုင်းမှာလည်းအမြဲတမ်းဝယ်စားဖြစ်ပါတယ်သူတို့ဆိုင်မှာဆိုလို့ရှိရင်တယုံမုံတွေဆိုလို့ရှိရင်လည်းအဆုံရှိပါတယ်ပူတင်းပေါင်မုံလေးတွေဆိုလို့ရှိရင်ဒီပူပူနွိနွိလေးနဲ့အထက်ကပူတင်းလေးကလည်းအရန်ကောင်းလို့ကျမရဲ့အသေးချုံပဲလော်တွေအတွက်တထုပ်ရယ်ပြီးတော့ကျမကြိုက်တဲ့ကြိုက်တတ်တဲ့မုံလေးတွေရယ် ွဲပြီးတော့ကျမတို့တွေပြန်လာခဲ့ပါတယ်။ကဲဆိုင်ရှိကိုရောက်ပြီးကျမအပြင်သွားပြီဆိုလို့ရှိရင်သူတို့တို့ကအမြဲတမ်းမုန်းပါနေကြဆိုတော့ကဲကျမရဲ့အသေးချိုတွေကတော့မုန်းမြော်နေကြပြီးအမဒီနေ့ဘာမုန်းဝင်လာမလဲပေါ့။ဒီနေ့တော့ပူပူနွိနွိနဲ့ပူတင်းပေါင်ပေါင်ကလေးတွေဝင်လာခဲ့တယ်။ဟိုဘဆိုင်နဲ့သိမ်းပြီးသွားပြီဆိုတော့ဆိုင်မှာလူစုံနေကြပြီ။ခဏအဲထိုင်ပြီးတော့သူတို့အနားယူနေကြတယ်။ကဲပေါင်မုန်းစားမယ်။ပေါင်မုန်းထဲမှာဆိုရင်ကျမစိတ်လက်ဆုံမြုပ်ထားတာနော်။အဲ့တော့သူတို့ကပေါင်မုန်းကိုတေချာလိုက်ရွေးပြီးတော့စားကြတယ်ပေါ့။ တလုံးယူပါပြီကိုကြည်မင်းကလည်းတလုံးယူတယ်ဟာဒီထဲမှာတော့တလုံးပဲကျန်တော့တယ်အဲကိုဝီရန်တော့နောက်ဆုံးပေါ့အဲသူတို့တဖြည်းဖြည်းချင်းစားကြည့်နေအမစိန်လက်စုမြုပ်ထားတယ်ဘယ်သူရမလဲဆိုတာကိုရင်ခုန်စိတ်လှရှားစွာနဲ့ပူတင်းပေါင်ဖို့ကိုသူစားနေကြပါတယ်အဲ ကျမရဲ့တနေ့တာကူတူပီတိကူတူလေးပေါ့နော်ကျမဗာကြွေးကြွေးအမြဲတမ်းဗာလေးပဲပြ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 ရွှင်ရွှင်နဲ့သူတို့စားကြတယ်ကိုဝေရန်တော့သူ့ရဲ့ထုံးစံအတိုင်းသူများတောင်းစားမှာဆိုလို့တယောက်တည်းစားတယ်အဲသူတို့ဒီမှာဖြဲပြီးကြည့်နေကြတယ်ဘသူစိန်လက်စွပ်ပေါက်လဲပေါ့ဒါကတော့ဒလီပုတ်ပြီးပြန်လာတယ်ကိုသူရကိုတလုံးခြံထားပါသေးတယ်အဲသူတို့တွေစားကြည့်တယ်သူလည်းမပေါက်ဘူးငါလည်းမပေါက်ဘူးသူလည်းမပေါက်ဘူးနဲ့တကယ်တော့ကျမစိန်လက်စွပ်မမြုပ်ထားပါဘူးသူတို့လက်ကားစားတာပါကျမဗာကြွေးကြွေးပြပြရွှင်ရွှင်နဲ့အားရပါးရစားပြီးတယ်ကျမရဲ့အသေးကြော်ပဲလို့နေပါဒါတွေကတော့ ဲသူတို့ရဲ့အပြုံးလေးကိုစီနေပေါ့နော်